ကျွန်တော်ကကျွန်တော်ရုပ်ရည်နဲ့ကျွန်တော်အနေထားနဲ့ကဟမ်ဒီလိုအမျိုးသမီးမျိုးကိုစူတောင်းငောင်းဆယ်ဘဝစူတောင်းစောဘုံဘဝမှာမှန်တယ်ဒီအကောင်းကြီးကိုဒူးနဲ့တတ်တိုင်းမယ်ကောင်းကိုခေဘုံကဆိုတာကျွန်တော်ဒီနေ့ဒီမမြင်ဘူးဘူးသူကိုယ်တိုင်ဘုံဆက်လာပြီးတော့မှကျွန်တော်တို့ကအစဉ်ပြေတင်လို့ပါဟိုဘက်တစ်ဖက်ရက်ကိုကဒီလိုပါကျွန်တော်မမိုးမိုးခိုင်တဲ့ဘုံပြောပြီးမှ ကိုဇော်ဘုန်းကြီးကိုဖုံးဆက်တာပါကိုဇော်ဘုန်းကြီးစိတ်ရင်းအမှန်ဘလို့လဲဆိုတာတိအောင်လို့ကျွန်တော်ပြောပြလိုက်တယ်ကျွန်တော်အခုအတန်ပိုင်းဖွင့်ပြမယ်နော်ကျွန်တော်ဒီနေ့နောက်ဆုံးပဲဒီမိမနဲ့ပတ်သက်ရင်ဘယ်တော့မှကျွန်တော်မဖြေရှင်းဘူးကြိုက်တဲ့နေရာမှာကြိုက်တဲ့နေရာမှာတွေ့ရင်ဆိုင်မယ်ကျွန်တော်ကအဲ့တော့ကိုခေဘုံကသူ့ဘာသူကျွန်တော်ကိုလာဆက်တာတော့မှကျွန်တော်ကကိုခေဘုံကအကူအညီတောင်းနေဆိုရင်ကိုခေဘုံကမတည်သေးဘူးကိုခေဘုံကအကိုတကယ်လို့ မိုးမိုးခိုင်နဲ့စော်ဖုံးရင်းနဲ့ကြားမှာအကိုကြားဝင် အကိုပါအကိုလာပြီးတော့ဆက်တွေ့လာတယ်အဲ့ဒီရဲ့ကြားမှာဘသူကဘလို့စိတ်နေစိတ်သားမျိုးရှိတယ်ဆိုတာကိုတော့အကိုယောက်ျားတယောက်အနေနဲ့နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့ခေဖုံးကဖြစ်ရင်အကိုရုပ်ပြစရာမလိုပါဘူးအတန်နဲ့ထွက်ပြောတဲ့ဖိုင်လေးတော့တရားဝင်လိုချင်ပါတယ်အကိုနော်အကိုဘသူကပါလဲဆိုတော့ပွဲဆိုတော့အဲ့မှာအဲ့မှာမှတွေ့မှာနော်အကို မန်းနေပို့စီအောင်မှာပဲကြည့်ကြည့်လားဟုတ်လားကြည့်ကြည့်လားဘဒူကဘဒူလဲဆိုတာဟုတ်เนาะဒါပေမဲ့သူတို့ကသူတို့ရဲ့နိုင်ငံရေးအသေးခံတယ်စောက်ချက်တွေအကွဲခံပြီးတော့ကျွန်တော်အသက်ကိုရအောင်ယူမှာเนาะကျွန်တော်အသက်ကိုသူတို့ရအောင်ယူမှာကျွန်တော်ရန်ကုန်ရောက်တာနဲ့သူတို့စီစဉ်ပြီးသားเนาะမင်းသားကြီးဆိုတဲ့ကောင်ရဲ့ပို့စီကိုပြန်ကြည့်လိုက်မင်းတိန်နေစီပြီမင်းတိန်နေစီပြီဆိုပြီးတော့ကျွန်တော်အခုတရားစွဲခိုင်းတာက အဲ့ဒါနောက်မှာအဲ့ဒါမင်းသားကြီးရှိတယ်မင်းသားကြီးနောက်မှာနောက်တစ်ယောက်ရှိတယ်လမိတ်တစ်ယောက်နော်မိုးမိုးကန်ဆိုတဲ့မိမကတော့သူနဲ့ကျွန်တော်လည်းပြဿနာမတက်ဘူးချက်ချင်းမုန်းနေလည်းမဟုတ်ဘူးမင်းသားကြီးနဲ့ကျွန်တော်လည်းဖြစ်မှချက်ချင်းကောက်ခါနေတာသူထွက်လာတာထွက်လာပြီးတော့သူလှုပ်တာနော်မင်းသားကြီးတရားဆွဲရလားဆိုဆွဲတယ်ဘာလို့မဆွဲရတာဟုတ်တယ်မလားမိမတယောက်ကိုအခြေပြုပြီးတော့မှတည်လိုက်တာအောက်တန်းသားတွေတိတ်စောက်ခုမဆိုင်ဘူးနော်